တငယ်ချင်းအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ18ရက်သတင်း34ကျော်တင်ပြပေးပါမယ်အာသတင်းတွေတော့မပြောတော့เนาะတီဘောမျိုးမှာဒီနေ့ဒါတပ်မတော်စစ်ကြောင်းတွေဝင်ရောက်လာတော့ပြည်သူတွေကြိုဆိုကြတာเนาะတော်တော်မနာလိုဖို့ကောင်းတယ်เนาะတော်တော်ဒီတစ်ဖက်ကအဖွဲ့တွေတော်တော်ကိုမနာလို့ဖြစ်မယ်เนาะပြည်သူလူထုထောက်ခံမှုကတော့တအားကိုเนาะမြင့်တက်လာတော့เนาะစစ်ပွဲကလည်းတောက်လျှောက်နိုင်လာတာပေါ့เนาะ ထောက်ရှောက်နိုင်လာတဲ့အတွက်ပြည်သူလူထုထောက်ခံမှုကလည်းတိတိသာသာဖြစ်လာတာပေါ့နော်တမရောမျိုးတို့မျိုးသိမ်းလိုက်ပြည်သူလူထုကတောင်းတောင်းဖျက်ဖျက်ကြိုးတမရောမျိုးတို့မျိုးသိမ်းလိုက်ပြည်သူလူထုကတောင်းတောင်းဖျက်ဖျက်ကြိုးဆိုတော့ဒါတစ်ဖက်ကနိဗိတ်တွေနဲ့အတွေ့အတွက်ကြည့်ရင်တော့ဒါအင်မတန်မှမနာလိုစရာကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်နေတာပေါ့နော်အဲအဲ့ဒါတွေ့ရတယ်ဒီနေ့အဒါတွေကဘာကြောင့်ဒီလိုဖြစ်လာလဲဆိုတော့ပြောမယ်ဆိုရင်တော့လက်ရှိနေထားမှာ UNG ဆိုတဲ့လေလိုင်းပေါ်ကောင်တွေက ြေပြင်မှာရှိတဲ့ BDS တွေကိုမထိန်းနိုင်ဘာကြောင့်မထိန်းနိုင်လဲဆိုတော့ငကိုတွေကလေ UNG ဆိုတာလေတိုင်းပေါ်မှာပဲရှိခဲ့တာဒီဩဃ PDS ဆိုတာလေဒီ UNG ဆိုတဲ့ကောင်ကိုခေါင်းစင်လေးပြပြီးတော့လုံးစင်တာလှုပ်ရှားလို့ရအောင်အတွက်ဒါသူတို့ကအစိုးရပါဘာညာကွာတော့ဆိုဖော်ရှော့ကလို့ရိုက်ပြီးရှောက်ပြောနေအာတကယ်တော့ဟိုစနစ်တကျကိုကဲမှုနဲ့နော်ဟိုစီစီကန်းနဲ့ဥပဒေနဲ့သွားတဲ့အဖွဲ့အစည်းမဟုတ်ဘူးအာဒီနေ့ဆိုတော်တော်စိတ်မကောင်းဖြစ်ရတယ်တော်တော်ကိုစိတ်မကောင်းဖြစ်ရတယ်တတိယသတင်းလေးဆိုတော့ဟာပျော်ပွဲမှာ ဒါပြည်သူလူထုကလမ်းလေးပွင့်သွားလို့လမ်းအောင်ပွဲပွဲလေးလုပ်တော့ဦး PDF တွယောက်ကတနက်နဲ့လာပြီးပြစ်သွားတာနော်ပြည်သူအပြစ်မဲ့ပြည်သူ၈ရောက်သေးတယ်၈ရောက်သေးသွားတယ်ပြစ်မဲ့ပြည်သူဘယ်တော့တနာဖို့ကောင်းတာလဲဒီကောင်းလေးလူစိတ်ကောရှိသေးလားမသိတော့နော်အဲဒါတွေကအဘဘလူးပဲဘလူးပဲဖြစ်ဖြစ် NG စော်ဝေဆိုးတို့ဇင်မာအောင်တို့ဒါတောင်းယူရမယ့်ကိစ္စတွေပေါ့နော်အဲဒါအခုလက်ရှိနေထားမှာတော့ဒီကောင်းလေးရဲရဲဆက်ဆက်တက်ဖြတ်သွားပြီးသူအဲ့တော့ရေရှင်မှာဒီအကြောင်းအရာတွေကို ။ဒါပြည်သူတွေကတိလာကြပြီ။တော်တော်များများတိလာကြပြီ။ပြည်သူတွေကတိလာပြီ။ဒီ AUG ပထက်ဆိုတာဒီလူကောင်းတွေဆိုတာတိလာကြပြီ။တကူတို့များတွေပဲဗျာပြောမယ်ဆိုရင်ပြည်သူလူထုကိုရဲရဲဆက်ဆက်ဒီကောင်တွေလှုပ်ကြတာ။ဒီအဖို့အုပ်ချုပ်တဲ့ AUG ဆိုတဲ့ကောင်ကလည်းကောင်တွေကလည်းရှင်းပြွေနိုင်ငံရေးဆာဖာတွေ။နော်လူထုကိုဂျင်းထက်ပြီးတော့ဒါနိုင်ငံရေးလှုပ်စားတာ။အဲ့ဒီမှာနိုင်ငံရေးဝန်ဆောင်မှရှိတဲ့နော်လူငယ်လူရွယ်တွေတချို့ကောင်တွေစာရင်းကျောင်းတွေကောင်တွေပါမပေါ့။ ်ဘာမှနိုင်ငံဝန်ဆောင်မရှိတဲ့ကောင်တွေဟာနီပိန်နီတုံးတွေဖြစ်ပြီးတော့အကုန်လုံးသခိုးသမားတွေဗဒက်တွေဖြစ်ကုန်အဲ့ဒါဘာဖြစ်လဲတိုင်းပြည်ပဲနာတာဗောပြည်သူတွေနာတာဗောနော်ဒါဒီနေ့တော်ပေါ်ဖြစ်စင်မှာခင်ဗျားတို့သတင်းတွေမှာကြည့်လိုက်ပါအပြစ်ပဲပြည်သူ၈ယောက်နော်အစုလိုက်ပြုံလိုက်တတ်တာတတ်တော့နော်၈ယောက်ပဲတည်တာလမ်းလေးဖွင့်လို့လမ်းအောင်ပွဲလုပ်တာဗျာသူတို့ကိုဘာများထိခိုက်လို့လဲဘာတွေများပတ်သူတို့နဲ့ပတ်သက်နေလို့လဲ ဒီဒီသားကရွာသားတွေကိုတက်ပြတ်တာနော်အစုလိုက်ပြုံလိုက်တက်တာရှစ်ယောက်သေးသွားတယ်နော်ဒါကဒါမိုးဖြစ်စင်နေရမယူမတွက်နိုင်အောင်ကျွန်တော်နိုင်ငံမှာဖြစ်ခဲ့ပြီနော်အဲ့တော့ဘာဖြစ်လဲဆိုတော့ထပ်ပြီးလူတွေတည်ဦးမှာပဲဒီကောင်တွေရှိသေးမြတ်ဒီပီဒီအားပြီးတဲ့ကောင်တွေရှိသေးမြတ်ထပ်ပြီးလူတွေတည်ဦးမှာပဲကျွန်တော်ကြည်နေတယ်ခစ်တစ်တို့ဘာလို့ကျွန်တော်တခါကြရင်ကြည်တယ်တခါကြရင်ဒီငစီတို့ဘာတော့ခုသွားတဲ့ဟိုကောင်ဘလို့ထက်မြတ်တို့ကြည်တယ်ဟိုနိုင်ငံရပြီဆိုဘာလို့ရှောက်အောင်နေရထက်မြတ်တို့ငစီတို့ ဟာလူကောင်နေအောက်မှာလည်းအဲ့ညီပိညီတုံးနေကုတိရှိတုံးเนาะတက်ပြတ်တာတွေเนาะဒီအကြမ်းဖက်တာတွေကိုအာဘေလုံးစော်ပြီးတော့အာမလေးလက်ခုတ်လောဝါတီဗီအသက်ပေးတဲ့ကောင်နဲ့ဗာနဲ့အဲ့လိုအဲ့လိုလူတွေကြောင့်ပဲကျွန်တော်တို့တိုင်းပြည်အသိဉာဏ်မရှိတဲ့လူတွေကြောင့်ကျွန်တော်တို့တိုင်းပြည်ဒီအခြေအနေဖြစ်တာပြည်သူလူတွေသိတာเนาะဒီအခြေအနေထိရောက်တာအခုချိန်ထိတွေ့ရသေးတယ်အဲ့လိုညီပိညီတွေညီတုံးတွေကြောင့်ပဲဒါပန်ဆယ်လို့ခမရဒီထက်ဘက်ကချမ်းသာအောင်မှာ အဲ့ဒီနီဘိန်းနီတုံးတွေရောက်ပါဆယ်လို့ဒီတက်မကချမ်းသာအောင်နိုင်ငံလုံးစားတယ်ကောင်ရှယ်လုံးစားလို့ကောင်တော့ကျွန်တော်နိုင်ငံဘာညဘာဖြစ်လို့လဲဆိုတော့ဒီအခြေပညာမဲ့လူဒန်းစားပေါ့နော်ဒီလိုလူဒန်းစားတွေကဒါတအားများပြီးတော့ဟိုအသိဉာဏ်နဲ့စင်ကျင်တုံးတာတုံးတွေရမရှိတော့ဘူးစိတ်ကံစားချက်နဲ့အမုန်းတရားနဲ့လောက်ကြတာဟာဟိုမြောက်ပြီးတဲ့ကောင်ကလေလိုင်းပေါ်ဟိုမြောက်ပြီးပောက်ကရသတင်းတွေချောင်းနေအီကန်ကြပြီးတော့ဟိုဟာဖြစ်ပြီးတော့နိုင်ငံကြီးဆိုအမုန်းတရားနဲ့လုံးလို့မရဘူးအမုန်းတရားနဲ့လုံးတဲ့ကောင်က ခင်ဗျအခုဒီ lobby တွေဒီငစီတို့ဓာပန်ဆယ်လို့တို့ဘာလို့လုကင်နေလဲဆိုတာသူတို့စီးပွားရေးအတွက်သူတို့လုံနေရရှင်းရှင်းလေးခင်ဗျစိတ်တက်မရှိလားဆိုတော့ညီပိညီတုံးစိတ်တက်တော့ရှိရင်ရှိမယ်အဓိကတော့သူတို့ဘောရက်တည်သူတို့စီးပွားရေးအတွက်သူတို့လုံနေတာနိုင်ငံတော်လည်းမဟုတ်ပြည်သူတော်လည်းမဟုတ်ဘူးဒီကောင်တွေပြောတဲ့အတိုင်းခင်ဗျအမုံတရားနဲ့ခင်ဗျတို့ဆက်လို့ဆက်ပြီးသေကြမှာပဲဘဒုရေသိမ်းလည်းပြည်သူတွေသိမ်းမှာပဲအဲ့တော့ပြောမယ်ဆိုရင်ဒီကောင်တွေက ကိုတိုင်းပြည်ကိုပြန်ဖြတ်စည်းနေတာဒီကောင်လေးကိုတိုင်းပြည်လို့ပြောအောင်လေဒီကောင်လေးကကုလောက်ဆိုဟိုမြန်မာပြည်မှာလည်းဘယ်တော့မှပြန်လာလို့ရမယ့်ကောင်နေမဟုတ်ပါဘူးเนาะပန်ဆယ်လို့လို့ငစီလို့ထက်မြက်ဒီကောင်လေးဘယ်မှာမြန်မာပြည်ကိုဘယ်တော့မှပြန်လာလို့ရမယ့်ကောင်နေမဟုတ်ဟာဒီကောင်လေးကဘာဖြစ်လာလဲဆိုတော့เนาะဟိုပြောမယ်ဆိုရင်နိုင်ငံရေး နိုင်ငံရေးဆိုတာဒီကောင်းလေးရှင်းပြောတာစိတ်ခံစားချက်နဲ့လုံးလို့မရဘူးစိတ်ခံစားချက်နဲ့ခင်ဗျဒီအမုန်းတရားနဲ့လုံးခဲ့လို့ခင်ဗျအလန်လီလို့အဖွဲစည်းဆောင်မှာခင်ဗျဟိုမှာလမ်းဘခွေးဘွားရောက်သွားတာခင်ဗျမြင်တယ်မို့လားတောက်ခုတ်သဘုံဖြစ်နေပြီနော်အဖွဲစည်းဘယ်နေရာမှာရှိလဲထောင်ထဲမှာတဝက်ရှိတယ်နော်တောထဲမှာတောက်ခုတ်တာတဘုံတဝက်ရှိမယ်နိုင်ငံခြားမှာတဝက်ရှိမယ်ဒီသုံးနေရာပဲရှိတယ်အဲ့တော့ဒီဖွဲစည်းကသာဒီလိုထိတ်တိုက်တွေးဆိုရင်မူမရှိဘဲနဲ့နော်ဟိုပြောမယ်ဆိုရင်နော်စစ်ဘက် ဒီနေဘက်ဆက်ဆံရေးကိုကျွမ်းကျင်တဲ့နိုင်ငံရေးသမားတွေပါဝင်မယ်အပြုသဘောဆောင်တဲ့နိုင်ငံရေးသမားတွေပါဝင်မယ်ဆိုရင်ဒီစစ်ဘက်နေဘက်ဆက်ဆံရေးကိုကျွမ်းကျင်တယ်ဆိုရင် DNND ဆိုတဲ့ပါတီကခမမြန်မာပြည်ကိုနောက်ခမအစိုးရ3သိန်းဆက်လောက်အုပ်ချုပ်လို့ရတယ်ခတ်တာကအခုကျွန်တော်တို့ပြောသလောက်အတိတရားရှိတဲ့နိုင်ငံရေးသမားကျွန်တော်တို့လောက်တော့အတိတရားရှိတဲ့နိုင်ငံရေးသမား NND မှာမရှိဘူးစိတ်ခံစားချက်ကိုဦးစားပေးမယ်ထိတ်တိုက်တွေးဆောင်မယ်အမုန်းတရားနဲ့အလုံးလုံးမယ်ဆိုတော့ ခမချမယ်ဆိုချလေချပါဘာဖြစ်လဲဟိုကလက်လက်စင်စင်ရှိတယ်တက်မလို့ပါလေချချတော့အခုလမ်းဘေးခွေးဘွားရောက်သွားခမမျက်စိအောင်ပါတယ်နော်ဒါကကျွန်တော်ပြောတာဒီအမုန်းတရားတွေနော်စိတ်ခံစားချက်တွေနိုင်ငံကြီးလုံးလို့မရဘူးဆိုတော့ပြောပြတာအခုလိုင်းပေါ်မှာကြည်လိုက်မယ်နေဟိုရှိပြောနီးပေးတွေနီးတုံးတွေအများကြီးဟာဒီအကြမ်းဖက်တပ်ဖြတ်မှုတွေအားပေးတဲ့ကောင်တွေအများကြီးတွေ့သေးတယ်ကျောင်းနိုင်ငံမှာလူတွေထက်သေးအောင်မှာနောက်တော့အများကြီးတွေ့အောင်မှာဘာဖြစ်လို့ဒီလား အဲ့လိုကောင်တွေအများကြီးရှိနေသေးတယ်အဲ့လိုလူတွေအများကြီးရှိသေးတယ်တချို့မြောက်ပင်းနေတဲ့ကောင်တွေခင်ဗျအုပ်ကြီးထင်မလဲသူတို့ကခင်ဗျဆော့ဆော့ကျွန်တော်ပြောပြီးညီပိန်းညီတုံးစိတ်ရှိရင်ရှိမယ်သူတို့ဘဝရက်တည်ရသူတို့စီးပွားရေးတည်ရနေတဲ့ဒီလုံငန်းကိုဆက်လုပ်နေတာပြည်တွင်းကကောင်တွေတောင်းကျန်တောင်းကျန်လေဒီကောင်တွေကဒါကိုလော်ပေးမယ်ဒီကောင်တွေရှင်းပြောလူမှုကွန်ရက်မှာဒီကောင်တွေပတ်ဆံရတယ်ဒီကောင်ဘဝရက်တည်လို့ရတယ်ဒီလုပ်ကိုလုပ်နေတာအော်ဒါလည်းခင်ဗျားတို့နားလဲတဲ့ပုံမပေါ်ဘူးနော်အဲ့တော့လူတွေထက်သေးဦးမှာ အများကြီးသိအောင်ပါဘာဖြစ်လို့လဲအဲ့လိုလူတွေကြောက်ပြည်သူစစ်ကြီးအနှစ်80အရှင်လိုလိုအပ်နောက်ထပ်အနှစ်100ပါကြာအောင်ပါအနှစ်100ထက်ကြာအောင်ပါဘာဖြစ်လို့ဆိုတော့အဲ့ဒီလိုအသိဉာဏ်မရှိတဲ့လူတွေနော်ကိုတိုင်းပြည်ကိုပြန်ဖြည့်ဆည်းမဲ့လူတွေဒီလိန်တိုင်းဘောလူတစုတော့ပြောတဲ့ဟာတော့ကိုဒီစိတ်ခံစားချက်တဲ့အမုံတရားတွေပြောတာဟုတ်မလို့လက်ခုပ်ဒီအားပေးနေတဲ့ကောင်တွေအများကြီးကြံနေသေးတယ်အဲ့ကောင်နေသေးအောင်မအဲ့ကောင်နေသေးပြီးမှနောက်အနှစ်တရာလဲကြာရင်ကြာမယ်စောင်းအောင်မအဲ့မျိုးဆက်တစ်ဆက် ကုံသွားမှမြန်မာပြည်ငြိမ်းချမ်းမှာမဟုတ်ရင်ခင်ဗျာမြန်မာပြည်မငြိမ်းချမ်းသေးဘူးနောက်တော့ခင်ဗျာတေးလက်တေးပဲဘာမှမဖြစ်ဘူးသွားအဲ့တော့ဟိုပြောမယ်ဆိုရင်ဒီနီဝဲနီတုံးမျိုးဆက်တစ်ဆက်ကုံမှပဲမြန်မာပြည်ငြိမ်းချမ်းမဲ့သဘောမြင်တယ်အခုဟိုပြည်ရင်းရှိအနှစ်80လို့အနှစ်80ရှောက်ပြောမနေလိုအပ်ရင်နှစ်တရာကြာအောင်မှာနော်ကျွန်တော်ထပ်ပြောကြာကြာအောင်မှာမယုံရင်ခင်ဗျားတို့စောင့်ကြည့်အခုနှစ်80နော်နောက်နှစ်90ခင်ဗျားတို့စောင့်ကြည့်ကြာအောင်မှာဘာဖြစ်လို့ကျွန်တော်ပြောနိုင်လဲဒီလားဒီလိုနီဘိန်းနီတုံးတွေကအခုချိန်ထိရှိနေသေးတယ် တိုင်းပေါ်မှာခမရအခုချိန်ဒီအကြမ်းဖက်အာဘီတက်ဖြတ်တာဒီအာဘီเนาะကိုနေရကိုဒေသကိုကိုပြန်ပြန်ဖြတ်စည်းတဲ့ကောင်တွေအများကြီးရှိနေသေးတယ်အဲ့တော့ငြင်းချမ်းဖို့လဲဝေးတိုင်းပြည်ချမ်းသာဖို့လဲမစင်းစားနဲ့တရောင်းသားလိုပဲဖြစ်နေဦးမှာเนาะဆက်ပြီးတော့ပြည်သူလူတွေချက်တဲနေဦးမှာအစိုးရခမရဘလောက်လုပ်ဝေးကောင်းဘလောက်လုပ်ဝေးပြီခမရဘာသီးဖို့မှခံစားမှာမဟုတ်ဘူးခမရတာဝါတိုင်းထောင်းရင်တာဝါတိုင်းမိုင်းခွဲမယ်လမ်းဖောက်ရင်လမ်းဖြတ်မယ်နော်သရားဆောင်ရင်မိုင်းခွဲမယ်ဆိုတဲ့လူရန်းစားတရက်အကြမ်းဖက်အာဘီလူရန်းစားတရက်ကရှေ့ကိုနေသေးတာအရှိနေသေးတဲ့အတွက်ကျွန်တော်တို့တိုင်းပြည်ကဘာဖြစ်ုံလဲ စင်းရဲနေဦးမှာထပ်ပြီးတော့နော်ဘလောက်ပဲခမအစိုးရတွေပြောင်းပြောင်းတိဆောက်တိဆောက်ဒီလူဒန်းစားတွေဒီလိုလူဒန်းစားတွေရှိနေသမျှတိုက်ပြီးဟာစင်းရဲနေဦးမှာအနှစ်တရာလောက်ခမပြည်တွင်းစစ်ကလည်းဖြစ်နေဦးမှာနော်အခုဆိုခမဟိုအရှိတောင်အာရှကြီးကြီးအာရှမှာကြီးကြီးသံတော်စားစင်းလောက်မြန်မာဆိုတော့အဲ့လောက်ဖြစ်နေပြီဒါဘယ်သူလုပ်တာလဲဒီ NND ဒီဘိတ်ဒီနီးနီးဘိတ်တွေကောင်းနေဒီလိုကောင်းနေပဲလုပ်နေတာဟောဒီကောင်းနေကြောင့်ဖြစ်နေတာဘာစစ်တပ်ကြောင့်ဘာစစ်တပ်ခမကြောက်ပြောစစ်တပ်ကိုတိဆောက်ပြီးတယ် ဟာတိုးတက်ကတိုးတော့ကြောင့်ကိစ္စမင်းပြတတ်မလို့အခုအခုစမလို့အခုခိတာဆူရမှာလေအခုလှုပ်ပေးနေတာဟာမျက်မြင်ပြဖြက်စီးတာဒီ NLD ညီပိန်းဒီတုံးနေဘာစစ်တက်ကြောင့်ဆင်းရဲပါဟိုရင်တော့လို့ဂျင်းလာမထဲတဲ့နော်အိုက်ခေကုံသွားပြီနိုင်ငံရေးသမားစောက်သုံးမကြလို့ကျွန်တော်အထက်မှာဖော်ပြခဲ့တယ်လို့ NLD ကနိုင်ငံရေးသမားတွေမှာကျွန်တော်လောက်အတွေးခေါ်ကောင်းတယ်ကောင်တယောက်လောက်ပိုင်ခင်ဗျာဒီဖြစ်ဖြစ်ဆုံးမဖြစ်ဘူးနိုင်ငံတော်ခင်ဗျာနောက်ထပ်အစိုးရဆက်15နှစ်20လောက်ခင်ဗျာထပ်အုပ်ချုပ်လို့ရတယ်အစိုးရလုပ်ပြီးတော့ စစ်ဘက်နယ်မှာဆက်ဆက်ယူပြည်လည်အောင်လုပ်မယ်နိုင်ငံတော်ထိန်းချောင်းပြီးယူသွားမယ်နိုင်ငံတော်တိုးတက်အောင်လုပ်မယ်ဘာလို့ထိတ်တဲ့တွေ့မှာလဲခင်ဗျားလေထိတ်တဲ့တွေ့တက်ဖြတ်တော့ကဲအခုလမ်းမေးခွေးဖွားရဲ့ဘာထူးမှမဟုတ်ဘူးလေဒီဒါနဲ့ကျွန်တော်အခုလို့ကျွန်တော်ပြောတော့ကျွန်တော်လောက်တော့အတွေးခေါ်မရှိတဲ့ကောင်နေ NND မှာအများကြီးအဲ့ဒီကောင်တွေကပဲအခုအဲ့နိုင်ငံရေးသမားတွေကဒေါ်စု ထောင်ထဲထဲထားတာဒီကောင်တွေတော်မခိုးပဲနဲ့ခင်ဗျားလေနိုင်ငံရေးလမ်းကြောင်းလေးသွားဒေါ်စုထောင်ထဲကြာကြပါစီ တော့တက်စင်တို့လောက်သွားတာရှင်းရှင်းလေးရေးယူရယူရရှောင်သွားတယ်ပြီးရွေးကောက်ဖို့ဒိန်းဆိုပြန်ဝင်လိုက်တယ်အစိုးရပြန်ဖြစ်တယ်တိုင်းပြည်လည်းမနာဘူးဗျာအစိုးရလည်းပြန်ဖြစ်ဒေါ်စုလည်းအခုလောက်ဆိုလွတ်နေပြီအဲ့ဒေါ်စုကိုတတ်တာလဲထောင်ရဲထဲထားလဲဗကြံနဲ့စစ်တပ်ဘာခိုးလူထီလူရှောက်ပြောမနေနဲ့အဲ့ဒီနီဘိန်းနီတုံးနေအခုလို့ကောင်းနေ နော်ဟိုခစ်သစ်တို့ဒီဟိုငါစီတို့အောင်မမမဲ့လက်ဖုတ်ဒီအသက်ပြီးအဲအဲ့လိုနီပိန်းဒီတုံးကောင်းနေပဲဒေါ်စုကခမရခွေးဘွားရောက်အခုချုပ်ထက်ထဲတာအဲ့ဘွားရောက်လောက်တာလေဒီနီပိန်းလူတန်းစားပဲကျွန်တော်ဟိုရင်နဲ့30ချက်တွေရေးဘူးလေဒေါ်စုကဘာမှမတက်ပါဘူးလို့မြန်မာပြည်မှာငါထောင်ထဲထဲလေခမရလေးအမြကောင်းကောင်းမွန်မွန်ထားတာသူ့တက်မှာတကယ်နီပိန်းနီတုံးနေဘယ်ချင်းတက်မလဲဆိုဒီဒေါ်စုနဲ့လှုပ်ရှားလို့မရတော့ဘူးဆိုတာအမပန်းဆယ်လို့လို့အငါစီလို့လို့ကောင်းနေအဲ့အဲ့လိုကောင်းနေရဒါဒေါ်စုကိုတက်တဲ့ကောင်းနေရှင်းရှင်းပြောတာဟိုမှာဟိုဟို2000 17ဘာဖေဖော်ဝါရီမတိုင်ခင်ကျွန်တော်တို့ဆိုဒီမှုကမှရေးနေတယ်လောက်တော့မယ်ခင်ဗျားတို့အဲ့လောက်ထိတ်တိုက်တွေ့မနေနဲ့ညှိနှိုင်းပါပြေးလင်းအောင်အဆင်ပြေအောင်ခင်ဗျားညှိနှိုင်းကြပါကျွန်တော်တို့တုံးတော့ရေးပါဟာစစ်တပ်ကနောက်ဆုတ်သွားပြီတဲ့ကြောက်သွားပြီတဲ့ဟိုစောက်ဘူးကဘာညာဆိုရန်ရန်ဆိုင်ဆိုင်ပြောတာအဲ့အဲ့ပန်ဆယ်လို့တို့အဲ့ကောင်မတွေပဲဟိုကနောက်ဆုတ်တာမဟုတ်နောက်ဆုတ်ပြီးပြေးကန်ရတာအခုဒေါ်စုပါထောင်ထဲရောက်ပြီသူတို့ကခွေးဘွားရောက်သွားပြိပပြေးနေရအဆိုးလို့တော့ဘာလဲဆိုတော့အဲ့ဒီလူအမုံတရားရင်လည်းအလုံးလုံးလို့မရဘူးဆိုတော့ပြောပြတာ နိုင်ငံကိုခမဘုံတရားရင်လည်းတိဆောက်လို့မရအောင်နော်လူမျိုးရေးအစုံရောက်စိတ်နဲ့လည်းတိဆောက်လို့မရအောင်ခမစိတ်ကံစားကြတဲ့ခမရှောက်ဖြစ်ချင်အောင်ရှောက်ပြောနေမရအောင်လုံနိုင်တာဖြစ်တဲ့နာကိုပြောရတယ်နော်လုံတဲ့နာကိုလုံရတယ်မုံလို့ကတော့ခမဒီအမုံတရားရင်လည်းလူမျိုးရေးမုံတရားနိုင်ငံရေးမုံတရားရင်လည်းခမတို့ခီးဆိုင်တော့လူတွေထက်တည်မှာပဲဖတ်တယ်မယ်ခမအတိုင်းဘာပြူနောက်နှစ်တရာလဲခမတို့တရောင်းစားပဲဘာပြူဘူးအာရှမှာခမအနှိမ့်ချဆုံးအစင်းရဲဆုံးလူမျိုးပဲဖြစ်နေပါပဲ ဘာဖြစ်လို့ခင်ဗျားတို့စိတ်ဓာတ်ကိုသံတော်စားစိတ်ဓာတ်ဖြစ်နေတော့နော်အမုံတရားနဲ့ခင်ဗျားသွားနေတာစိတ်ကံစားကြတဲ့သွားနေတာနိုင်ငံရေးကိုခင်ဗျားတို့သွားနေတာကိုဒေတာကိုနေမိမှာဖြစ်တင်တာပါလေဖြစ်ရမှာပါလေငါဖြစ်ချင်တာပါချိန်ထိုးပြီးလုပ်လေဒီလိုမချိန်ထိုးတက်လို့ခင်ဗျားဒေါ်စုတော်တို့ NLD တော်မှာလမ်းမွေးခွေးဘွားရောက်သွားကြအောင်ကျွန်တော်ရှင်းပြပြီခင်ဗျားစစ်ဘက်နေဘက်နေဘက်ဆက်ဆံရေးကိုတည်ဆောက်နိုင်တဲ့နိုင်ငံရေးသမားတယောက်လောက်ပဲပါဥမာဥဝင်းထိန်လိုနေရာမျိုးမှာဖြစ်ဖြစ်တနေရာလောက်ပဲပါ ခင်ဗျတိုင်းပြည်နောက်ထပ်အနည်း၂၀လောက်အုပ်ချုပ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့ပိန်လုံးတုံလုံးအလုံးဝကြီးလို့အရာရာကိုထိတ်တိုက်တွေ့မယ်အမုံတရားနဲ့သွားတယ်။ဒါကြောင့်လမ်းမွေးခွေးဘွားရောက်တာ။နောက်လည်းရောက်အောင်ပါ။ခင်ဗျအခု၂80 80လာမပြောနဲ့နောက်အနည်းတရားကြာအောင်ပါ။မြေုံဆောင်ကြည့်ကြာအောင်ပါ။ဘာဖြစ်လို့လဲဆိုတော့အခုလို့ခင်ဗျသတောင်းစားစိတ်တက်တဲ့ကောင်လူတွေနော်ဒီအကျန်းဖတ်အားပြီးတကယ်ကိုညီပိန်ညီတုံးတွေအသိဉာဏ်မရှိတဲ့လူတွေဟာအများကြီးကြံနေသေးလို့ပဲ။အဲကောင်တွေသေးတဲ့အထိစောင့်အောင်ပါကျွန်တော်တို့ကနော် အဲဒါလေးကျွန်တော်ရှင်းအောင်ပြောပြတာပါ။ဒါဘာဖြစ်လို့တိုင်းပြည်ကျွန်တော်ဆင်းရဲနေတယ်ဒီအခြေအနေထိဖြစ်နေလဲဆိုတာ။ဒါကြောင့်လဲ။အဲ့တော့နိုင်ငံရေးသမားတွေမှာဖြစ်ဖြစ်လက်နက်ကိုင်အစုအဖွဲ့တွေလူမျိုးစုလက်နက်ကိုင်တွေမှာဖြစ်ဖြစ်ခေါင်းဆောင်လုပ်တဲ့ကောင်းတွေခေါင်းဆောင်လုပ်တဲ့မောင်းတွေနော်ကိုကိုကိုတော့ဘာခေါင်းဆောင်ညာခေါင်းဆောင်မှာဘယ်လူမျိုး KYU ခေါင်းဆောင်မှာဘာဦးစီးချုပ်ပါညာဦးစီးချုပ်အေးအဲ့ဒီကောင်းတွေပညာတတ်ဖို့လိုတယ်နော်အဲ့ဒီကောင်းတွေကစိတ်ခံစားချက်ကိုဦးစားပြီးပြီးလူမျိုးအမုံတရားနဲ့လုံနေသမျှနိုင်ငံရေးမုံတွန်းရအနေနဲ့လုံနေသမျှ ခင်ဗျာပြည်တွင်းစစ်နောက်အခု180เนาะနောက်အနှစ်တရာကြာအောင်မယ်အမြုံဆောင်ကြည့်ကြာအောင်ပါခင်ဗျားတို့စောင့်ကြည့်လိုက်ကျွန်တော်ဒါကိုပြောချင်တာဖြစ်တယ်ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်ကြောစားပါ